ဟုတ်ပါရှင်။ဟုတ်ပါရှင်။ဒီမှာ behavior management အကြောင်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ရှင်။အဲ့ဒီထဲမှာတစ်စင်းကျမတို့အဓိကပေါ့နော်။နီလန်းလေးတွေပေါ့ဘလို့နီလန်းနေနေစဉ်စဉ်မပြတ်တင်ကြားမှုတွေကိုစာရွက်ကြမလို့ဆိုတာလေးဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။ဒီနေ့မှလည်းပဲဒီပေါ့နော်။ DDD ပေါ့နော်။ Discrete Triad Teaching ပေါ့နော်။ Trial စဉ်စဉ်မပြတ်ပေါ့နော်။၄ကျင့်ပေးတာ။ အဲဆရာကတင်ယူမှုအခွင့်အလားကိုစနစ်တကျဆောင်ရွက်ထားရမယ် structure ရှိရမယ်ပေါ့နော် DTD ရဲ့လုပ်ငန်းစဉ်မှာပေါ့နော်ဒါအရေးကြီးပါတယ်ရှင်ဟိုရယူခြင်းကလေးကိုကျွန်တော်တို့ကလေးကိုအစပြုတင်ကန်းစာကိုပြီးအောင်လုပ်ရမယ်မိမိတင်စီစဉ်ထားတဲ့အစပြုတင်ကန်းစာကိုပြီးအောင်လုပ်ရမယ်ခုနပြီးပြီဆိုတော့မှဒီကျွမ်းကျင်မှုတွေကိုရရှိသွားပြီဆိုတော့မှနောက်စွမ်းရည်တစ်ခုကိုဖွင့်ပြအောင်လေ့ကျင့် ပေးမှုတွေဆောင်ရွက်ရပါမယ်တဲ့အဲ့ဒါကတော့အဓိကကြပါတယ်ပထမအဦးဆုံးမိမိရရှိလို့တဲ့ရရှိစေလို့တဲ့စွမ်းရည်ကိုတရားရအောင်ဆောင်ရွက်ပြီးမှနောက်စွမ်းရည်တစ်ခုကိုရရှိအောင်ဆောင်ရွက်ပေးရပါမယ်အင်းကြီးကိုယ်တိုင်ဝတ်တက်စေခြင်းဆိုတဲ့စွမ်းရည်ကိုရရှိစေခြင်းနဲ့ဆိုရင်အစိပ်ပိုင်းလေးတွေတိတိလေးတွေခွဲခွဲပြီးတော့တစင်းချင်းစီတစင်းချင်းစီလေ့ကျင့်ပေးလေ့ကျင့်ပေးပြီးတော့မှမိမိကိုယ်တိုင်အင်းကြီးကိုဝတ်တက်တဲ့ဆိုတဲ့စွမ်းရည်ဖွံ့ဖြိုးသွားပြီဆိုတော့မှနောက်အစ်စွမ်းရည်တစ်ခုကိုသွားရပါမယ်ရှင် နောက်တစ်ခုပေါ့နော်ကျွမ်းကျင်အောင်လုပ်ရမယ် fluency ဖြစ်ရမယ်ပေါ့နော်တင် जा ပြီးတဲ့စွမ်းရည်တွေကိုထပ်ခါထပ်ခါဆောင်ရွက်စေခြင်းဖြင့်ကလေးရာကျွမ်းကျင်သွားကြောင်းကို ပြသနိုင်တဲ့အဆင့်ရအောင်ကိုပဲတည်ကျင်းတင် जा ပေးရမှာဖြစ်ပါလေရှင်ဒါဒီဒီဒီရဲ့ဒီဆောင်ရွက်ရမယ်လုပ်ငန်းစီစဉ်ဆောင်ရွက်ရမယ် အချက်ကလေးတွေပါနောက်ပြီးရင်ထိန်းသိမ်းခြင်း maintenance ကလည်းရေးကြည့်ရယ်ကလေးဟာအဓိကဆွဲရည်ပေါ့ဒီအပြုအမူကောင်းတဲ့အပြုအမူလေးကိုအချိန်ကြာဒီအထိတင် जा ပေးထားတဲ့ဆွဲရည်ရှိချောင်းကိုလည်းပြသပေးနိုင်ရမယ်ဒါအောင်ပေါ့နော်ဒီကလိုမျိုးလုံဆောင်တတ်တယ်ဆိုတာလေးကိုအချိန်ကြာကြာ ီစွမ်းရည်လေးကိုသူလှုပ်ဆောင်နိုင်တယ်လှုပ်ဆောင်နေတယ်လှုပ်ဆောင်တတ်တယ်ဆိုတာလေးကိုလည်းထက်ခါထက်ခါပေါ့နော်လေ့ကျင့်သင်ကြားပေးရမယ်အဲ့ဒါလည်းအရေးကြီးပါတယ်ထက်ခါထက်ခါလေ့ကျင့်သင်ကြားပေးခြင်းဟာအရေးကြီးစေတယ်လို့ပဲကျမတို့ခေါင်းနဲ့အပြုမူတွေကိုလည်းဒါအမြဲတမ်းသူ့ကိုလှုပ်ဆောင်စေခိုင်းခြင်းအဖြစ်အဲသူ့ရဲ့ကြွမ်းကျင်မှုတွေအမြဲတမ်းသူကလှုပ်ဆောင်တတ်သွားစေမှာပေါ့နော် ကျမရှိပိုင်းစနေထားရတယ်မှာဆိုပါဘူးသေးရေပေါ့နော်အဲကလေးလေးကိုနှစ်နှစ်ကနေသုံးနှစ်မှာသူတက်အမဲဆွမ်းရည်တွေကိုတက်မြအောင်ပေါ့တော့သူကိုယ်တိုင်အဝေစားဝတ်တက်အောင်သူကိုယ်တိုင်ဒါထမင်းကိုစားတတ်အောင်သူကိုယ်တိုင်သူ့ရဲ့တကူကြီးပေါ့နော် self self have day ကိုလှုပ်ဆောင်တတ်အောင်အဲတင် जा ပေးပြီးတော့မှအဲ now သူ့ကိုတကြသူ့ရဲ့ပေါ့နော်ဒါကူညီပေးမဲ့မမရောက်လာတဲ့အခါမှာ तू อ่ะ သူကိုယ်လည်းမလုံဆောင်တော့ပဲနဲ့မမရဲ့အကူအညီပဲယူပြီးမမရေတောက်မှအားစားမှမမရေသမင်းခွန်ကျွေးဦးနဲ့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားကြည်ကလေးကိုသူကိုယ်လည်းဒီလုံဆောင်နိုင်တဲ့စွမ်းရည်ကိုလုံးခွင့်မပေးတော့ဘူးဆိုအဲ့စွမ်းရည်တွေကကျသွားစေမှဖြစ်ပါရဲ့ရှင်ဒါကြောင့်သူ့ကိုပေါ့နော်ဒါစွမ်းရည်တွေကိုထပ်ခါထပ်ခါလေ့ကျင့်ခြင်းဖြင့်ကျန့်ကျင်မှုရရှိအောင်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ပဲဒါတွေကိုကြားရှိဖို့ထိန်းထားနိုင်တဲ့စွမ်းရည်တွေဖြစ်အောင်လည်း တင် जा ပေးရမှာဖြစ်ပါတယ်ရှင်အဲ့လိုပဲပေါ့နော်အဲ့လိုမျိုးလုံဆောင်တတ်သွားပြီဆိုရင်အဲ generalization ဆိုတဲ့ပေါ့နော်ဒီသင်ယူထားတဲ့စွမ်းရည်တွေကိုတခြားအခြေအနေမှာလည်းပဲတခြားပတ်ဝန်းကျင်တစ်ခုမှာလည်းပဲပြန်လည်သုံးချနိုင်တယ်ပြန်လည်ဆောင်ရွက်နိုင်တဲ့အဆင့်ကိုရရှိသွားအောင်ဆောင်ရွက်ရမှာပါခုနလိုပေါ့နော်ကျွန်တော်တို့ရှေ့ပိုင်းမှာနမူနာပြည့်ဆီယမ်မကိုကြည့်ပါအဲနောက်တခါရုပ်ကလေးကို ထိပါထိခိုင်းတယ်ဒီရုပ်ကလေးကိုဒီလူဒီမိဘရဲ့အရှိမထိတတ်ပြီဆိုရင် now တခြား ဒီကပေါ့နော်ပြင်မအဲ့တဲ့တရားရောက်ဒါမှမဟုတ်တခြားပတ်ဝန်းကျင်တခုမှလည်းအယုတ်ကလေးကိုထိပါလို့ထိပါလို့ပြောရင်ဒီလိုမျိုး instruction ပေးပြီဆိုသူကထိတတ်ရမယ်ဒါအဓိကဒီအပြုမှုကိုလုံဆောင်တတ်ရမယ်ဒါမျိုးတွေကိုလည်းဖြန့်ကျက်တင်ကြားခြင်းနေဆောင်ရွက်ကြဆောင်ရွက်ရမယ်ဆိုတာလေးကိုကျမရှင်းပိုင်းမှာလည်းဆွေးနွေးပါတယ်ခုပိုင်းမှာခုဒီမှာလည်းကျမအနှစ်ချုပ်ပြန်လည်းဆွေးနွေးပေးခြင်းစီခြင်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင် တကယ်ကိုပေါ့နော် DDD ရဲ့ method ကကြတော့ structure တိဆောက်ထားတာပါစနစ်တကျလုံးဆောင်ရမှာပါအဲ့ဒါကိုလေလုံးဆောင်မဲ့အစ်စ်နေမိမိရတဲ့လူတဲ့ရရှိသွားတဲ့ဆွဲဤတွေကိုလည်းတင်ပေးတဲ့သူရဲ့အမှတ်ထားပြီးတော့ပေါ့နော်ဟိုစိတ်ထဲမှာလိုရင်းလိုရင်းနဲ့ဒီဆက်မိမိရီမတ်ထားတဲ့အချက်က တဲရောက်တာမှမသိဘဲနဲ့ပေါ့နော်ဟိုဆောင်ရက်မိတတ်တာရှိတတ်တယ်ပေါ့နော်ဒါမျိုးမဖြစ်အောင်ပေါ့နော်ကလေးရဲ့ပြုတ်မှုပေါ်မှာမူတည်ပြီးတော့ပြုတ်ပြင်ပြောင်းလဲဆောင်ရက်ကြရတာဆိုတော့ဒါမဲ့မိမိဥတီထားတဲ့စွမ်းရည်ကိုတော့ရရှိအောင်ဆောင်ရက်ပေးတော့ကြရမှာဖြစ်ပါတယ်အဲ့တော့ကြတော့ အစာပြိုးသင်ခန်းစာတွေမှာစိတ်ပိုင်းတသေးလေးတွေခွဲပြီးတော့လုံဆောင်စေမယ်။ဒါတွေကိုကျွမ်းကျင်တဲ့အစီ fluency ဖြစ်အောင်ဒီလေ့ကျင့်ပေးရမယ်။ပြီးရင်ဒါကိုလည်းကြာစီထိန်းသိမ်းထားနိုင်တဲ့အစစ်တွေရှိရှိရမယ်။ပြီးရင်ဖြန့်ကျက်တင်ကြားခြင်းပေါ့နော်။မိမိရဲ့စွမ်းရည်တွေကိုအချိန်နဲ့ပတ်ဝန်းကျင်ဒီပုံမှန်လေ့ကျင့်တင်ကြားနေတဲ့ပတ်ဝန်းကျင်မှာမဟုတ်တခြားပတ်ဝန်းကျင်မှာပါပြန်လည်အသုံးချနိုင်တဲ့အစစ်တွေထိလေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါလေရှင်။ဒီမှာဆိုရင်ဒီဒီဒီရဲ့ နီးအစ်စ်နေပေါ့နော်ဒါဘိုင်းငယ်လေးတွေခွဲမယ် sub test တွေလောက်ဆောင်ရမယ်ကျင့်ကြင်မှုစင်ပေါ့နော် master ဖြစ်သွားတဲ့အစ်စ်တီလေ့ကျင့်ပေးရမယ်ပြီးရင်ဒါကိုလည်း intensive ဆိုအားစိုက် consult ပေါ့နော်လေ့ကျင့်ရမယ်နေ့စဉ်လေ့ကျင့်ပေးရမယ်ပုံမှန်လေ့ကျင့်ပေးရမယ် pro နေနဲ့စရမယ် pro နေကိုတပြည့်ပြည့် short ချမယ်တိုက်တွန်းအားပေးမှုဆိုရယ် reinforce reinforcement တွေလောက်ဆောင်ရမယ်ဒါကတော့ဒီမှာ DTD ရဲ့နီးအစ်စ်နေဖြစ်ပါတယ်ရှင် အဲ့ဒီမှာဆိုရင်အဓိကဆိုရင်အဓိကဒေါက်တာအိုင်ဘာလိုဘဆိုတဲ့ပညာရှင်ကြီးကအဓိကဒီဒီဒီနီးကိုပေါ့နော်ဒေးလာပြီးတော့ဒါအစာပြုဆောင်ရွက်ခဲ့တဲ့ပုံပညာရှင်ကြီးပါ သူကဘယ်လိုပြောလို့ဆိုရင်ကလေးတွေကအားတဲ့ငါတို့တင်ပေးတဲ့နီးလန်းနေတဲ့သူတို့မတင်ယူဘူးဆိုလို့ရှိရင်တဲ့ if ပေါ့နော်ကလေးတွေကဆရာတွေမိဘတွေတင်ပေးတဲ့နီးလန်းနေနဲ့သူတို့ကတင်ယူမှုတွေမဖြစ်ဘူးဆိုလို့ရှိရင်မရရှိဘူးဆိုလို့ရှိရင်ဒါဆိုရင် we must teach သူတို့ဘလို့သူတို့တင်ယူလို့တဲ့နီလန်းနေဘလို့သူတို့ကဘလို့နီလန်းနေနဲ့တင်ယူကြတာတော့ကလေးတွေတင်ယူလို့တဲ့နီလန်းနေတိုင်းတင်ပေးကြရမယ်တဲ့ဆရာမိဘအုတ်ထင်းသူကတင်ပေးတဲ့နီလန်းနေနဲ့ကလေးတွေကတင်ယူမှုစွမ်းရည်တွေမရရှိဘူးဆိုရင်အဆင်မပြေဘူးဆိုရင်သူတို့ဘလို့နီလန်းနေနဲ့တင်ယူလို့တာတော့တင်ယူလို့တဲ့နီလန်းနေတိုင်းတင်ပေးရမယ်ကလေးတင်ယူလို့တဲ့နီလန်းကိုတုံးပြီးတော့မိမိရရှိသွားလို့တဲ့စွမ်းရည်အပြုမူရည် ရရှိအောင်အာတင် जा ပြတ်တာပေးကြရမှာ ဖြစ်ပါရဲ့ရှင်ဒါလေးကတကယ်ကိုတော့အရေးကြီးပါတယ်ဆရာကတင်ပေးတဲ့နီလမ်းမှာ ဟိုကလေးရရှိမှုမဖြစ်ဘူးဆိုရင်တို့ဘလို့တည်ယူနေတာတော့တို့ကဘလို့တည်ယူတာတော့ဘလို့နီးလန်းနေတယ်တို့တည်ယူလိုတာတော့ဆိုတာလေးကိုလေးလာသုံးသက်ပြီးတော့တို့တည်ယူလိုတဲ့ကလေးတည်ယူလိုတဲ့နီးလန်းနေနဲ့တင် जा ပြတ်တာပေးရပါမယ်တဲ့မိမိတို့ရရှိသွားစေလိုတဲ့စွမ်းရည်အပြုမှုတွေကိုတဲ့ဒါတော့ဒီပညာရှင်ကြီးဟန်နေပြီးတော့ဒါအကျင့်အနစ်ချုပ်နေတယ်ဒါဆွေးနွေးပေးကြခြင်းဖြစ်ပါတယ်ရှင်အဲတအားဆိုလို့ရှိရင်တော့ကျမတို့ DDD ဆိုတဲ့ discrete priority စဉ်းစားမပြတ်လေးလာတင် जा ခြင်းနေဆိုတဲ့နီလန်းလေးရပြီးသွားပြီပေါ့နော်အနည်းချုပ်ပြီးသွားပြီဒါဆိုရင်နောက်နီလန်းတစ်ခုကိုသွားပါမယ်ရှင်အဲ့ဒီမှာဆိုရင် natural environment teaching ပေါ့နော် n h n t n e t ဘဝပတ်ဝန်းကျင်ကိုအခြေခံတင် जा တဲ့နီလန်းဒါကလေးတွေစိတ်ဝင်စားတယ်ကျမတို့လည်းစိတ်ဝင်စားတယ်ဆရာကြီးလည်းစိတ်ဝင်စားမှာပါမိဘကြီးလည်းစိတ်ဝင်စားကြမှာပါ တော့ကပတ်ဝန်းကျင်ကြီးကိုအခြေခံပြီးတော့တင် जा ပေးတော့မယ်ဒီတော့ရှိမှာပေါ့နော်ကျွန်တော်တို့အဓိက structure နဲ့ပေါ့စနစ်တကျသူတို့တွေက tension တွေလည်းရရှိသွားပြီးအာယုံစူးစိုက်မှုအားကောင်းနေအားတွေကလည်းကောင်းလာပြီပေါ့နော်ဒီဒီဒီ method နဲ့တကယ်စနစ်တကျလေးလားဟိုတင် जा ခဲ့မယ်စိုက်တွေလည်းရရှိခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီတဘာဝပတ်ဝန်းကျင်ကိုသွားတဲ့အခါမှာပို့ပြီးတော့ ဒီပျော်ရှင်ပြီးတော့ပေါ့နော်သူတို့ရရှိရမယ့်စွမ်းရည်တွေကိုမြန်မြန်ဆန်ဆန်တေချာရရှိသွားစေမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒုတိယနီလန်တစ်ခုဖြစ်တဲ့တဘာဝပတ်ဝန်းကျင်ကိုအခြေခံတဲ့တင် जा နည်းရည်နဲ့တင် जा မယ်။ NET ပေါ့နော် အတူကောက်က natural ပေါ့နော် natural environment teaching နေနဲ့တင် जा ပေးမှာဖြစ်ပါတယ်ရှင်။အဲ့ဒီမှာ ဆိုရင်တဘာဝပတ်ဝန်းကျင်ကိုအခြေခံတဲ့တင် जा နည်းပါ ိဗ္ဗံနိကြတင်ယူမှုတင်ယူတဲ့နီလန်လေးလည်းတစ်ခုဖြစ်တယ်။တိဗ္ဗံနိကြတင်ယူတဲ့နီလန်လေးတစ်ခုဖြစ်တယ်။ကလေးရဲ့သဘာဝပတ်ဝန်းကျင်ကိုပေါင်းစပ်ပြီးတော့တင် जा တဲ့နီလန်တစ်ခုလည်းဖြစ်ပါတယ်တဲ့။လက်တွေ့ကြတဲ့တင်ယူမှုတွေ functional learning ကနေတစ်ဆင့်တင်ယူမှုရလတ်တွေကိုရရှိလာစေပါတယ်။လက်တွေ့လုံဆောင်ကြရမှာကိုဥမာတော့ကတော့ကျမတို့ DDD ဒီမှာတော့တို့က structure လောက်ထားတဲ့နီလန်နေနဲ့ဒါတင်ယူလေ့လာကြရတာဟုတ်ဒီမှာကျတော့ तू က အဲလက်တွေ့ကိုယ်တိုင်လှုပ်ဆောင်စူးစမ်းလေ့လာပြီးတော့မှဘာလို့ရမှာလို့ဆိုရင်ရရှိရမယ့်စွမ်းရည်တွေကိုရရှိအောင်ဒါတည်ယူမှုရလက်တွေရရှိအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင်။အဲ့ဒီမှာဆိုလို့ရှိရင်တဘာဝပတ်ဝန်းကျင်ကိုအခြေခံတဲ့နည်းလမ်းတွေမှာဆိုရင်ဒီက NET ပေါ့နော်အပြုတ်မှုဆိုင်ရာကျန်းကျင်မှုတွေကိုတင်ပေးတဲ့ပေါ့နော်နည်းလမ်းတစ်ခုလည်းဖြစ်တယ်။ဒီရဲ့ကလေးတွေရဲ့ပေါ့နော်ဒါပြုတ်မှုတွေရဲ့ပြုတ်မှုတွေရာ အပြုသဘောဆောင်တဲ့အပြုမူတွေမှန်ကန်တဲ့အပြုမူတွေဖြစ်ပေါ်လာအောင်လေ့ကျင့်ကျွမ်းကျင်သွားအောင်ပေါ့နော်သင်ပေးတဲ့နည်းလမ်းလေးတစ်ခုဖြစ်တယ်။ဒါကြတော့စီစဉ်ထားတဲ့ပတ်ဝန်းကျင် structure environment လက်တွေ့ဆန်းသပ်မှုအများကြီးလုပ်ရတဲ့အဲဒီကပေါ့နော် DDD နဲ့မတူဘူးတဲ့ဟုတ်တယ်ဒါကကြတော့ तू ကဒီတိဆောက်ထားတဲ့ပုံစံမျိုးမဟုတ်ဘူးဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတို့ကိုကြွားလို့ပြီးပြုနေများများပေးမယ်ပေးပြီးတော့မှတည်ယူမှုတွေတို့ကိုယ်တိုင်လက်တွေ့တည်ယူခြင်းဤတွေနဲ့ ဒါလက်တွေ့ကိုကိုတိုင်းလက်တွေ့စမ်းသပ်လုပ်ငန်းချင်းကြီးတွေနဲ့ရရှိလာတဲ့နည်းဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တည်ယူမှုလုပ်ငန်းစဉ်မှာဆက်လက်လုပ်ကိုင်လူစိတ်ရှိဖို့အတွက်စေစော်မှုပေးတဲ့ကစားနည်းတွေကလေးနဲ့ရင်းနှီးတဲ့အယုတ်တွေပစ္စည်းတွေကိုအသုံးပြုပြီးတော့ကစားနည်းကိုအခြေခံတဲ့တင် जा နည်းနဲ့တင် जा တဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ဒါဆိုရင်ကလေးကိုစေစော်မှုတွေ ဖြစ်ပေါ်စေမဲ့ကစားနည်းတွေကလေးနဲ့ကလေးရင်းနှီးတဲ့ကလေးနှစ်သက်တဲ့အယုတ်ကလေးတွေသူ့အသုံးပြုလိုတဲ့ပစ္စည်းလေးတွေဒါလေးတွေကိုအခြေခံပြီးတော့တင်ကြတဲ့နီးစနစ်တစ်ခုဖြစ်ပါတယ်တဲ့ဒါကြောင့်ねတင်ယူသူအတွဲတဲ့လက်တွေ့အသုံးချတဲ့လုပ်ငန်းဖြစ်တယ်နေ့စဉ်ဘဝမှာねလက်တွေ့အသုံးချနိုင်တယ်တဲ့ဒီကကျွန်တော်တို့ NET ဆိုရယ်ပေါ့နော် Natural Environment Teaching ဆိုတဲ့တဘာဝကိုအခြေခံတဲ့တင်ကြနည်းရာ က်တွေ့ဘဝမှာလည်းအသုံးချနိုင်တဲ့နေလန်လေးတစ်ခုဖြစ်တယ်။အဲဒါဆိုရင်ဂရီကျမအစ်စ်ဆွေးနေဒီတီတီအကြတော့ကျမဒီအဟောင်းကိုညီကုန်းချုပ်နေတယ်ကျမဆွေးနေရတာပါ။အဲဒီမှာလည်းပဲဒေါက်တာအိုင်ဘာလိုဘတ်ဆိုတဲ့ပညာရှင်ကြီးကပြောတာလည်းအင်မတန်ကောင်းပါရဲ့။မိမိတို့တင်ပေးနေတဲ့နေလန်နေနဲ့ကလေးတွေကပညာတင်ယူမပြည့်ဘူးဆိုလို့ရှိရင်လည်းရှင်အဲဆိုရင်ကလေးတွေဘလို့နီးလန်းနေနဲ့တင်ယူနေတာရောအဲ့ကလေးတွေတင်ယူလို့တဲ့နီးလန်းနေတိုင်းသူတို့ကို တင်ပေးလို့ရှိလို့ရှိရင်တို့ရရှိသွားမယ်စွမ်းရည်ကိုရရှိသွားစေပါတယ်ဆိုတာကိုဒီဒီဒီနီးလန်းလေးမှာကျွန်မအတူချုပ်ဆွေးနွေးပေးခဲ့ပါတယ်ခဏအစ်တစ်ကတော့ကျွန်တော်တို့ NET ဆိုတဲ့သဘာဝကိုအခြေခံပြီးတော့သင်ကြားနေပါ Natural Environment Teaching မှာအဲဆိုရင်တို့ကဒါဟိုမှာ ဒီဒီဒီမှာတော့ကကြတော့တိဆောက် structure လုပ်ထားတာအရင်နဲ့ပေါ့နော်ကလေးတွေကသူကတင်ကြရတယ်ဒီကကြတော့သူတို့ကိုယ်တိုင်လက်တွေ့စူးစမ်းလေ့လာပြီးတော့မှတင်ယူမှုတွေကိုရရှိစေမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျွန်တော်အဓိက NET ဆိုတဲ့တဘာဝကိုအခြေခံတဲ့တင်ကြားနည်းမှာဒါဒီလိုနည်းလေးတွေနဲ့လှုပ်ဆောင်တဲ့အခါမှာကလေးတွေပို့ပြီးတော့စိတ်ဝင်စားမယ်စူးစမ်းမှုတွေကိုရရှိစေမယ်ဆိုတာလေးကိုကျွန်မယနေ့ဆွေးနွေးပေးသားရဖြစ်ပါတယ်နောက်နေ့မှလည်းပဲအဓိက NET နဲ့ပတ်သက်ပြီးတော့ပေါ့နော် အဲဒီတဘာဝကိုအခြေခံတဲ့သင်ကြားနည်းရည်နဲ့ပတ်သက်ပြီးတော့ကြားရှိနေတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ဆွေးနွေးပေးသားပါမယ်လို့ပြောကြရရင်ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်